at label set to alignment and profile alignment ရဲ့ profile ရဲ့မှာ label set တွေဘယ်လိုထည့်ရမလဲ label set ကကြတော့ label နဲ့မတူဘူးเนาะ label ကကြတော့ရှေ့ရဗီဒီယိုမှာတော့ဆိုလို့ရှိရင်သူ့ရဲ့ line တွေရဲ့ alignment ဆို alignment ပေါ့သူ့ရဲ့ segment မှာ label လေးလိုက်ထည့်တာရှိတယ်လေအခု label set ကကြတော့ label နဲ့နည်းနည်းလေး꿰ပါတယ်အဲ့အကြောင်းလေးကိုပြောပြပါမယ် ဒီဗီဒီယိုကကြတော့03ဒါ 21DWG5 ဆိုပြီးတော့မှားနေရနော်ဒါ22ဖြစ်ရမှာ22ကိုဖွင့်လိုက်မယ်နော်22ကိုဖွင့်လိုက်လို့ရှင်ဒီဒီ drawing file လေးရှိပါတယ် drawing file ထဲမှာ label set ဆိုတာဘယ်ဟာလဲဆိုတော့ပြောပြမယ် label set ကကြတော့ဘာလဲဆိုတော့ဒီ alignment မှာမတော့ထောက်လျှောက်မှာ station number တွေရှိရလीအဲ့ဒါတွေကိုစုစည်းရဲ့ ဒါဆိုရင် station number တစ်ခုနှိမ့်လိုက်တာနဲ့အကုန်လုံးဆက်လိုက်ဆက်လက်ပြပေးရပေါ့နော်အဲ့ဒါကို label ဆက်လို့ပြောပါတယ်ဒါကတော့ main station ပေါ့နော် major station ရဲ့ label ဆက်ဖြစ်ပါတယ် label style label ဆက်လိုက်ပေါ့နော် ဒါ major station ရဲ့ level set ဖြစ်တယ်။နောက်ပြီးတော့ minor station လည်းရှိသေးတယ်။ဒီလိုမျိုးဥပမာဒီမှာ2 station number 2နဲ့3နဲ့ခြားထဲမှာ minor station လေးတစ်ခုရှိရဲ။ဒါဆိုရင်စာမပြတော့ဘဲနဲ့ tick လေးပဲရေးပြထားရဲပေါ့နော်။အဲ tick ပြထားတယ် tick ကလည်းသူက minor station ရဲ့ level set လိုက်ပြထားဖြစ်တယ်။ဒါ minor station ။နောက်ထပ် level set တစ်ခုရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ဒီမှာနော်။ဒါကကြတော့ geometry changes ရဲ့ geometry point ပေါ့နော် changes ရဲ့ level ။အဲ့ဒါကဘာလဲဆိုရင် ကိုဒီလိုမျိုး straight line နေနဲ့လာနေရတယ်လမ်းကကွေ့သွားမယ်ကွေ့သွားမယ်အခါမှာဒီ changes ဖြစ်သွားတာပေါ့နော်အဲ့နေရာကို geometry point လို့ခေါ်တယ်အဲ့ဒီရဲ့ label ကလည်းဒီလိုတစ်ခုမှတ်လိုက်တာနဲ့အကုန်လုံးသူ set line set လက်လို့ပြပြီးရဲ့အဲ့ကြောင့်မလို့ label set လို့ခေါ်တာပါဒါလေးတွေကိုကို set လက်မှတ်လိုက်တဲ့ label လေးတွေကဘာဘာ label လဲဆိုတာကိုသိကျင်နေဆိုလို့ရှင်လဲ property မှာသွားကြည့်လို့ရပါတယ်ဒါကိုဒါဆိုရင် major station ကို set လက်မှတ်လိုက်ပြီနော် set လက်မှတ်လိုက်ဒီနားလေးမှာပေါ်နေလိမ့်မယ် major station label style နဲ့ parallel with text ဒါမျိုးလေးပြပြပြပေါ့နော်အဲဒါ major station label style ဒါဆိုဒါလေးဆက်လက်မှတ်လိုက်ရတာပါမျိုးစားလက်ကြည့်ချင်းဆက်လက်မှတ်ပြီးတော့ဒီမှာ labeling ရဲ့အောက်မှာ minor station label style text လို့ပြောပြောပေးနေတော့ဒါကဒီမျိုးရှိမယ်ပြီးရင်ဒီ geometry point ဆိုတဲ့ station ဟို label set label ဆက်လက်မှတ်လိုက်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာ properties တဲ့ labeling တဲ့မှာ geometry point level style perpendicular width line perpendicular width taken line ဆိုပြီးတော့ဒါလည်းပြပြီးမယ်เนาะအဲအဲ့လိုမျိုးလေးတွေနဲ့ဖွဲ့စည်းတိစောက်တာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးအခုလိုပေါ်နေတဲ့ style ပေါ့เนาะဒါဆိုရင်အဲ tick လေးပါမယ်စာလေးပါမယ်အဲ့လို style ပေါ်နေအောင်လို့ဘယ်လိုမျိုးနောက်ကိုရနေ control လုပ်ထားတယ်လဲဆိုတာကိုကြည့်ချင်လို့ရှင်ကြတော့ဒါကို select map မှတ်ပြီးတော့ဒီ labeling နဲ့မှာပဲအဲဒီမှာကျတော့ parallel width tick ဆိုတဲ့ style ပြနေရနော်အဲ့ဒါကိုမှတော့ edit လုပ်ချင်တယ်နောက်က ဖွဲ့စည်းထားတာတွေကိုတွားကြည့်ခြင်းနဲ့ဆိုရင် create and edit ဆိုတဲ့ဒီ keyword လေးနဲ့တွားပါမယ် create and edit နဲ့တွားပြီးတော့ဒီထပ်ပြီးတော့ keyword လေးကိုပြန်နေမယ်နေလိုက်ပဲဆိုရင်ဒီ layout တဲမှာ layout တပ်တဲမှာရှိပါရယ်เนาะ layout တပ်တဲကိုသွားလို့ရှိရင်ဒီအခုမတို့ရဲ့ my ဒါ major station ရဲ့ပုံစံကိုသူက preview ပြပေးထားတာเนาะဒါလေးချက်ကြည့်လိုက်မယ် major station ကဒီလိုပုံစံပြနေပေါ့ဒါ preview ဒီလေးရောက်တက်တယ်မနော် preview ကြည့်ကြည့်လိုက်ပြီ okay အဲ့ဆိုရင်ဒီစာလေးကိုနည်းနည်းလေးကြည့်ကျင်တယ်အရောင်လေးလည်းပြောင်းကျင်တယ်ဆိုလို့ရှိရင်အဲစာကို site ကိုပဲကြည့်ကြည့်လာမယ်နော် site က 1+50 ဆိုတဲ့ site ဒီ site လေးကနည်းနည်းလေးပိုကြည့်ကျင်တယ်ဆိုရင်ဒီမှာ test ရဲ့အောက်မှာ test height နေရာမှာ0.2ဆိုပြီးတော့မှာတော့လက်မှတ်ထားလိုက်ပို့ပြီးတော့ site ကြည့်ရလိမ့်မြင်ရမယ်နော်အဲဒါမျိုး apply လုပ်လိုက်လို့ရှိရင် site ပိုကြည့်ရလိမ့် မြင်ရမှာဖြစ်ပါတယ် okay ဆိုတော့ site ကကြီးသွားတယ်နော်အဲဒါမျိုး control လုပ်လို့ရပါတယ်အဲဆိုရင် minor ရော minor ရောသွားချိန်ကြည့်အောင် minor station ရဲ့ tick လေးကိုဆက်လက်မှတ်လိုက်ပြီးတော့ tick ဆိုတာလေးပဲပေါ်နေအဲ့မှာခဲတံလေး create add ကိုသွားနောက်တစ်ခါခဲတံလေးကိုပြန်နှိပ်နှိပ်ပြီးတော့လေးရောက်တက်တယ်မှာပဲသူလည်းဒီလို tick လေးပြပေးနေလေးရောက်တက်တယ်မှာနော်လေးရောက်တက်တဲ့ကဒီ tick လေးဆို component name tick အောက်မှာ ဒီဒီလိုမျိုးလေးပြနေဒီ site လေးကိုလည်းကျွန်တော်နည်းနည်းလေးပိုကြည့်ခြင်းနဲ့0.2 inch လောက်ထားလိုက်ကြရအောင်0.2အဲဒါဆိုရင် site လေးကြည့်ပါရနော် okay ဒါမှ site လေးကြည့်ပါဒါ minor ကို control minor ကိုနည်းနည်းလေး edit လုပ်ကြည့်ရပါဘောနော်အဲဆိုရင် geometry point တွေကိုသွားပြီးတော့ edit လုပ်ကြည့်အောင်ဆက်လက်မှတ်မယ်ဒီထဲကပဲတောင်း arrow လေးကိုနှိပ်ခဲတံလေး create edit ကိုနှိပ်နောက်တစ်ခါခဲတံထနှိပ် နှိပ်ပြီးတော့လေးယောက်တက်တယ်မှာပဲသွားကြည့်ကြည့်မယ်သူကကြတော့ဘာနှစ်ခုပေါ်တယ်ပေါ့နော်ဘာနဲ့ဘာလဲဆိုစာရယ်လိုင်းရယ်နှစ်ခုပေါ်တယ်သူကကြတော့လေသူမှာလေးအောက်တက်တယ်မှာဒီစာရှိမယ်ဒီလိုင်းရှိမယ်ဒီလိုမျိုးစာအဲ့ဆိုရင်စာကိုအရင်ဆုံးအယောင်ပြောင်းကြည့်မယ်မတို့စာကအခုအဖြူရောင်နော်အဖြူရောင်ဖြစ်နေရအောင်ဒီ test အောက်မှာရှိတဲ့ဒီ test color ပေါ့နော် color လေးကိုမတို့အဖြူရောင်ကနေအပြပြန်နှုတ်ရောင်လေးပြောင်းကြည့်မယ် တရားမလို့ရအောင် okay apply ပေါ့နော်ပြန်လို့အောင်ပြောင်းလိုက်ပြီနောက်မှာတော့ပြောင်းအောင်မဟုတ်ဘူးနောက်တစ်ခါ okay နှိပ်တော့မှပြောင်းမှာအဲဆိုရင်ပြန်လို့အောင်ပြောင်းပြီးတော့ဒီ line လေးကိုလည်းอืมဟိုဘာဖြစ်ချင်လဲကြာအောင်လေးပြောင်းချင်တယ်ဆိုဒီထဲမှာလာဒီထဲမှာထင်တယ် line လေးကိုလည်းအပြာအောင်လေးပြောင်းကြည့်မယ်အော်ဆိုရင်ကြာရင်အောင်ဖြစ်သွားပြာအနုလေး တဲ့တက်စကတော့ပြောင်းသွားလိုင်းကမပြောင်းသွားဘူးအိုး sorry ဒီလိုင်းကလိုင်းကကျတော့ဘယ်ထက်သွားအောင်မလဲဆိုတော့ဒီမှာလိုင်းနဲ့ဒီဒီအောင်အမှန်ကြည့်ထည့်ပြီးတော့မှလိုင်းတွေကအရာကိုပြောင်းမပြောင်းလား line okay okay ပြောင်းပြီလားမပြောင်းလားဘယ်ဘယ် line ကပြောင်းသွားလဲ哦ဒီဘက် line ကပြောင်းသွားလား ကဲနောက်တစ်ခါပြန်စူးစမ်းကြည့်မယ်ဘာပဲဒီကူလိုက်တက်ကလိုင်းအတက်လိုင်းလိုင်းနေရာမှာလိုင်းကိုရောင်းပြောင်းမယ်အော်ပြောင်းသွားပြီနော်လိုင်းနေရာလိုင်းကိုရောင်းပြောင်းလိုက်တော့အဲဒီမှာနှစ်ခုလုံးအပြောင်းအလဲဖြစ်သွားပြီ okay ဒီလိုမျိုးပေါ့เนาะဒါ alignment မှာရှိရဲ့ဒီ level set တွေကို control လုပ်တဲ့နေပါဒါကရှိပြီးသားအခု drawing မှာပါပြီးသားဟာကိုလိုက်ပြီးတော့ထိန်းချုပ်နေတာပေါ့เนาะတကယ်လို့ကတော့ကိုယ်စိတ်ချရဲ့ level set style တွေပြန်ပြင်ထားမယ် level style တွေဆက်လိုက်ပြင်ထားမယ်ပြင်ထားပြီးတော့မှဆွဲကျင်နေဆိုရင်ရောဘလို့ဆွဲလို့ရလဲဆိုတာရှိပါတယ်เนาะအဲ့ဒါကြာဘလို့လဲဆိုတော့ဟဲ့ template တွေပါဖြန်ပြီးသားသုံးရင်လည်းရတယ်လို့ template မရှိဘူးကိုပါကိုအစားကနေကိုစိတ်ချ ဟိုလိုအပ်တဲ့ style ကိုဖန်တီးခြင်းနဲ့ဆိုရင်ကတော့ဒီ two space တွေက setting တက်ထဲမှာတွားပြီးတော့ထိန်းချုပ်ရပါမယ်2 space တဲ့က setting တက်ထဲမှာ alignment ဆိုတာရှိရနော် alignment အောက်မှာ label style ဆိုတာရှိရအဲ့ဒါကိုသွားပါမယ် alignment အောက်က label style label ပို့သွားမယ်လေဘယ်ဆိုင်အောင်မှာဒီမှာလေဘယ်မျိုးဆိုင်အများရှိရပေါ့နော်ဒီလေဘယ်မျိုးဆိုင်ရှိရဲ့အဲဘယ်လိုလဲဆိုတော့ all level တိုက်ရှိရဲ့ major and minor only ပြရဲ့လေဘယ်ဆိုင်ရှိရဲ့အဲဒါမျိုးပေါ့နော်အများကြီးပဲရှိရဲ့အဲ့တည်းမှာကိုကထားပါတော့ဒီ all level style ကိုပဲအခြေခံပြီးတော့ကိုရဲ့ကိုကိုရဲ့စိတ်တိုင်းနာမည်ပေးပြီးတော့ level style ကိုပြင်ဆင်ထားကြည့်မယ်ဘယ်လိုပြင်လို့ရလဲဆိုတော့ right click နဲ့ copy copy နဲ့ပြီးတော့အဲဒီမှာ all level ဆိုပြီးတော့နာမည်ပေးပေါ့နော်နာမည်ပေးထားတာဟိုအစမ်းမှုလို့ပေါ့နော် address ဆိုပြီးတော့ label style လို့ဒီမှာ label မှာโอเคဒီ label မှာမတို့อ่ะအခုမြင်နေရကြတော့ major station minor station geometry point station equation design speed profile geometry ဆိုပါ elevation အဲဒါမျိုး label တွေအကုန်လုံးပါတဲ့ style ပေါ့နော်အဲ style တခုချင်းဒီမှာလဲဒီမှာ major label ဆိုရင်လဲ major label ကိုဘယ်လိုပေါ်ချင်တာလဲ minor level ဆိုလို့ရှင်လဲ minor station level ကဘယ်လိုပေါ်နေတာလဲဒါတွေကိုကိုလိုအပ်တယ်လို့အဲရွေးချယ်ပြီးတော့ပြင်ဆင်ထားလို့ရပါတယ်အဲ့ဒါပြီးရင် apply okay ပေါ့နော်ဒါကတော့ဒါဥပမာနည်းနည်းလောက်ပြလဲအဲဆိုရင် all level တက်ဆိုတဲ့နာမည်တက်ကိုရဲ့ကိုဖန်တီးလိုက်တဲ့ level set style ရှိသွားပြီအဲ့ဒါကိုကိုကထားပါတော့မတို့က alignment တကူဖန်တီးမယ်ဆိုလို့ရှိရင်အဲကိုဖန်တီးထားတဲ့ကိုပြင်ဆင်ထားတဲ့ level style ကိုတုံးပြီးဖန်တီးမယ် ဲ့လိုဆိုရင် alignment creation tools ကိုခေါ်ဒီမှာ alignment နာမည်ပေးပေါ့နော်နာမည်ကိုလိုအပ်တဲ့နာမည်ပေးဘယ်နေရာမှာယူရမလဲဆိုတော့ဒီမှာယူရမှာပါ alignment label ဆက်နေရမှာအဲ့မှာတခါလေကိုဖန်တီးထားတဲ့ align label ကိုယူလိုက်မယ်ဒီမှာဆိုဒါကိုယူထားပြီးတော့မှဖန်တီးပြီးတော့မှအဲဒီထဲမှာပြန်ပြီးတော့ထိန်းချုပ်တာလို့ပေါ့နော်ပြီးမှဒီပုံမှာဆက်လက်မှတ်ပြီးတော့ထိန်းချုပ်တာလို့လုပ်လို့ရပါတယ်ဒါကတော့ဒီ alignment label ဆက်ပြင်ဆင်တဲ့နေ့ထိန်းချုပ်တဲ့နေ့ ပေါ့နော်ဒီအဲ့လိုပဲ profile မှာလည်းသူ့ဒီပဲ style နေသူရှိရယ် profile level ဆိုင်ရကျတော့ဥပမာဒီမှာ calf ဖြစ်နေတဲ့နေရာပေါ့နော် calf ဖြစ်နေတဲ့နေရာမှာဒီ level ပေါ်နေဒါဆိုလို့ရှိရင်ဒီ level ကလည်း labeling နဲ့မှာ profile labeling နဲ့မှာတွားကြည့်လိုက်မယ်အဲဘာ level style လဲဆိုရင် profile calf level style level style မှာပေါ်တဲ့ design ကကျတော့ cross and sack with hpnlp ဆိုတဲ့ design ပေါ့နော်အဲ့ဒါကိုပြင်ချင်ရင်39ဒီခဲတန်လေးကိုနှိပ်နောက်တစ်ခါခဲတန်လေးကိုပြင် နှိပ်ပြီးတော့ဒီမှာအဲ curve data မှာပေါ့နော်ဒီ layer တက်ထဲမှာစာလေးကိုပဲအရာအောင်ပြောင်းကြည့်မယ်ဒါမှလည်းအပြန်အလှန်အောင်လည်းပြောင်းကြည့်မယ်အဲ apply okay okay နေရင်ဒီမှာဒါဒီလိုမျိုးပြင်ဆင်လို့ရတယ်ပေါ့နော်ဒါကလဲဟို alignment နဲ့အတူတူပဲ profile မှာအဲ့လိုမျိုးထင်ကြလို့ရတယ် profile မှာလည်းပဲကိုကအစားကလေးကကိုရဲ့ကိုပါကိုနာမည်ပေးထားတဲ့ label set style ပေါ့နော် အဲ့လိုမျိုးသွားပြီးထိန်းချုပ်လို့ရတယ်။သူကလည်းတူတူပဲဘယ်ထဲမှာလဲဆိုရင်ဒီ two space pro prospector တက်မဟုတ် sorry two space setting tag ထဲမှာ profile ဆိုတာရှိတယ်။ profile အောက်မှာ label style ဆိုရယ် plus mark လေးကိုနှိပ်မယ်။အဲ့ထဲမှာ label set ဆိုတာရှိပါမယ်။ထဲမှာ ပေါင်းလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီထဲမှာ profile level set ရှိမယ် profile level set မှာလည်း no level style ရှိမယ်အဲ set လိုက်ပါတော့ complete level set ရှိအဲ complete ထဲမှာမှအဲဒီ major တွေ minor တွေ cut တွေရဲ့ level style တွေရှိတယ်အဲ့ဒါအောင်မှာတော့ copy လုပ် copy လုပ်ရနာမည်မှာအဲ level complete level set ကိုမှနာမည်ကို test လို့ပေးလိုက်မယ်နော် test လို့ပေးပြီးတော့ဒီ level ထဲမှာလည်း line တွေ grade break တွေ set cut တွေ cross cut ဆိုတဲ့ဒီ မေဂျာစတေရှင်ထဲမှာဆိုမေဂျာထဲမှာဒါတွေပါလဲမိုင်းနာထဲမှာလေဒီလိုဒီဇိုင်းတွေပြင်လို့ရတယ်ခုနဟာနဲ့တူတူပဲပေါ့နော်အဲ့လိုကိုလိုအပ်သလိုပြင်ဆင်ထားပြီးတော့နာမည်ပေးထားလို့ရပါတယ်အဲ့လိုနဲ့အဲဒီကိုရဲ့ profile line အသစ်ဖန်တီးတဲ့အခါမှာ profile line အသစ်ဖန်တီးတဲ့အခါမှာဒီမှာ label ဆက်ရွေးလို့ရတယ် profile label set နေရာမှာအခုလောလောဆယ် complete label set ဖြစ်နေတယ်။ဒီဟာကိုက ဒီဟာပေါ့နော် complete level set test ဆိုတဲ့နာမည်ကိုရွေးပြီးတော့ကိုဖန်တီးထားတဲ့ level 69ဒီမှာအသုံးချလို့ရပါတယ်။ဘာပီးဒီနေ့ပြောချင်တဲ့သင်ခန်းစာကဒီလောက်ပဲဆိုတော့မိကုံးလေးဖြည့်ကြည့်အောင်။မိကုံးကဘာလဲဆိုတော့ what is alignment level set အဓိက level set အကြောင်းပြောပါတော့ alignment level level set မှာမှာ alignment level set ဆိုတာဘာလဲတဲ့ဆိုတော့အဖြေမှန်ကိုပဲပြောလိုက်ပါမယ်။ alignment level တော့ selection set alignment that need to be labeled sorry အဖြေမှန်ကဒါပါ a list of label type and style label အမျိုးအစားတွေ label ရဲ့ design style နေပေါ့နော်ဒီရဲ့ list တခုဖြစ်ပါတယ် that will be placed on your alignment alignment ပုံမှာပေါ်လာမယ်နေရာချထားရမယ် label type နဲ့ label style တွေဖြစ်ပါတယ်เนาะဒါအဖြေမှန် a list of label types and styles that will be placed on your alignment ကအဖြေမှန်ပါတခြားဟာတွေဘာကြောင့်မှာလဲဆိုတော့ကြည့်ကြည့်ရအောင် a list or coordinate အဲ့မှာလာမှာပါရနော် coordinate တွေကိုပြတာမဟုတ်ပါဘူးအဲ where alignment level to be placed ဆိုတာမှာရနော် a list or label that uh, sorry a list or labels to be placed based on design criteria design criteria ပေါ်မှာခြေခံတာမဟုတ်တော့မှာပါတယ်အဲ selection set of alignment alignment တွေ selection set တဲ့မဟုတ်ဘူးနော် alignment တွေ selection set မဟုတ်ဘူးသူက label တွေရဲ့ set ဖြစ်တယ် that need to be label alignment နေရဲ့ selection set မဟုတ်တဲ့အတွက်ကြောင့်မို့ဒါလည်းမှားပါတယ်နော်အဖြေမှန်က a list of label types and signs that will be placed on your alignment ဖြစ်ပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပြန်ဆက်မှာပြန်ဆုံးပါမယ်